တော်တော်ဆိုးတဲ့ retrograde ဖြစ်စဉ်လို့ပြောလို့ရတယ်တော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာအကြီးအကျယ်ဒီလာတွေထဲမှာထိခိုက်ကြလိမ့်မယ်နောက်ပြီး love connection နဲ့ပတ်သက်တာတွေသမီးစားကိစ္စတွေအတွဲတွေပြတ်သွားနိုင်တယ်ပြန်လာပြီးသားလူတွေလည်းပြန်ပြီးတော့ဒီတစ်ခေါက်ဒီတန်ရာဒီပြဿနာအတိုင်းပြဿနာပြန်ဖြစ်တာမျိုးတွေဖြစ်လာနိုင်တယ်အခုကဘာကြောင့်ပိုဆိုးလဲဆိုလို့ရှိရင်လေ तू က Mercury တခုတည်း retrograde ဖြစ်တာမဟုတ်ဘူး Mercury Saturn Neptune Uranus Jupiter အဲ့ဒီ၅လုံးက retrograde ဖြစ်စဉ်တွေဖြစ်နေတာ ဘလောက်တောင်မှအီဇလန်ဝေလိုက်မလဲစဉ်းစားကြည့်ကြတော့မာကယူရီတခုတည်း retrograde ဖြစ်တာတောင်မှဘလို့တောင်မှကပြောင်းကပြန်နေနဲ့စောက်ထိုးမိုးမျော်တွေဖြစ်ခဲ့တဲ့သူတွေဖြစ်လဲဆိုတာသိတယ်မလားဒီကာလမှာသမီးစားတွေတယောက်နဲ့တယောက်နားလည်မှုလွဲတတ်ပါတယ်ဘာမှဟုတ်တဲ့ပြဿနာလေးနဲ့ရန်ဖြစ်ချင်နေကြလိမ့်မယ်ပြီးတော့စက်ပစ္စည်းတွေပြတ်တတ်တယ်ခြုံရင်းတတ်တယ်ကျမမနေ့ကဆိုလို့ရှိရင်ကျမတပတ်တောင်မပြည့်သေးဘူး dryer ခေါင်းမုတ်တဲ့ dryer ဝယ်ထားတာချွတ်သွားပြီ retrograde က노웨마29လောက်ဆိုပြီးပြီ ွန်းပွင့်လင်းလင်းအာမနာတမ်းပြောရမယ်ဆိုရင်ဒီကာလမှာဒီ retrograde ကာလမှာဆက်ဆံရေးတစ်ခုပြတ်တောက်သွားတဲ့သူတွေဟာ karmic connection တွေများပါတယ်။ဝိကျွေး connection တန်တရာကျွေး connection တွေများတယ်။လိန်ထားတာတွေပေါ်တဲ့ကာလဟန်ဆောင်ထားတဲ့မျက်နှာဖုံးတွေကွာတဲ့ကာလတဖက်သူကကိုယ့်ကိုကာလကြာရှည်စွာမပြဘဲနဲ့ရှိခဲ့တဲ့ dark side ကိုမြင်ရတာ။ သူကငါ့ကိုတောက်လျှောက်ဒီလိုတွေးနေခဲ့တာလားငါနဲ့တွဲနေတဲ့လက်တွဲနေတဲ့တောက်လျှောက်တစ်ခုလုံးမှာသူငါ့ပေါ်တကယ်ပဲဒီလိုစိတ်သဘောထားထားခဲ့တာလားငါမသိခဲ့ဘူးဆိုရယ် surprise ပေါင်းများစွာအံ့ဩမှုပေါင်းများစွာနဲ့ပြက်ဆဲသွားမယ်ကာလလို့ပြောရမှာပေါ့ retrograde ကာလမပြီးသေးတဲ့အချိန်မှာကြက်တောက်သွားတဲ့ connection တစ်ခုကပြန်လာဆက်တယ်ဆိုရင်သတိထားပါ ကောင်းသောလာခြင်းနဲ့မဟုတ်ဖို့80ရာခိုင်နှုန်းလောက်ရှိနေပါတယ် ဒီကာလမှာလောကဒဏ်ကိုလူးလိမ့်နေအောင်ခံရရရဲ့ဆိုတဲ့သူတွေတန်ဖို့တွေနာနာဖြစ်ရသေးပါဘလောက်ရွရမယ်မမေးပါနဲ့များများရွနိုင်တယ်ကောင်းလေးပါပဲနောက်ပြီးတော့ဖုတ်တတ်တာကာရရွတ်ပေးပါဖုတ်တတ်တာလောကဓမေဟိစိတ်တန်ရတာနာကံမရီအာတော့ကံဝိဒေဇံခေမံများများရွနိုင်တယ်ကောင်းလေးပါပဲအဓိကကစိတ်ဖဲမှုလို့စိတ်ကိုတင်းထားပြီးတော့ကျမတို့ဖျားကုံတော်ရင်နဲ့အတူတူကြော်ဖြတ်ကြရအောင်ရှင် ဒီဗီဒီယိုကို17လပိုင်းမှာတွေ့ခဲ့ရတယ်ဆိုလို့ရှိရင်တော့ကံကောင်းတဲ့သူတွေမှာပါသွားပါပြီ။ဘာဖြစ်လို့လဲဆိုရင်ကျမစီကို universe ကနေမှအကျန်းစား energy တွေအမိုက်စား energy တွေကိုကာယကံရှင်နဲ့ပို့ခိုင်းလိုက်လို့ပဲဖြစ်ပါရဲ့။ကျမနဲ့အတူတူ energy ချက်ကြည့်ရအောင်။ တစ်ခုခုကိုဒီဇိုင်းမမတ်လုပ်နေတဲ့သူကြီးအောင်မြင်မဲ့လလို့ပြောလို့ရတယ်เนาะအမကောက်ယိုးမီမဟုတ်ဖဲနဲ့လေအလုတ်တစ်ခုပညာရက်တစ်ခုသင်တန်းတစ်ခုပေါ့နော်ဒီအရာကိုသေချာလေးကိုကရေရှည် plan နဲ့ပေါ့နော် train နေတယ် planning လုပ်နေတဲ့သူမျိုးတွေအောင်မြင်လိမ့်မယ်အဲ့ဒီကိုစူးစမ်းထားခဲ့တဲ့အသီးပွင့်တွေကိုပြန်ပြီးတော့ဒီ၁၇လပိုင်းမှာပြန်ခန်းစားရလိမ့်မယ်ပေါင်းစည်းခြင်းသင်္ကေတတွေကျမနမိတ်ထဲမှာတော်တော်များနေပါတယ်ပြောရမယ်ဆိုရက်ဝေးရက်နီးဆွေမျိုးတွေနောက်တစ်ခါကျမိဘတွေနဲ့ connection ပြတ်နေတာမျိုးတွေဆိုလို့ရှိရင် connection ပြန်မိမယ်ကိုတွေးချင်တဲ့သူပေါ့နော်အဲကိုနဲ့အချိန်တော်တန်ကာလတစ်ခုထိအောင်မှ line လက်သွားတဲ့သူမျိုးဆိုလို့ရှိရင်ဒီ17လပိုင်းအတွင်းမှာပြန်ပြီးတော့တွေးနိုင်တဲ့ energy တွေအများကြီးရှိတယ် လုပ်ငန်းထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်အပြိုင်ဆိုင်လေးညီနေရှိလာမယ်နော်ကိုကကွာကိုပုံမှန်အတိုင်းနေနေတာကိုတသက်မဲ့ကြည်မရတာမျိုးကိုအုပ်စုလိုက်ဖွဲ့ပြီးတော့အနိုင်ကျင့်တာမျိုးဒါမျိုးလေးရှိလာနိုင်မယ်ဒါပေမဲ့မပူပါနဲ့เนาะဒီ17လပိုင်းအလွန်ကြလို့ရှိရင်သူတို့ဟာသူတို့ဘယ်ဟာကဖားလဲဘယ်ဟာကြားလဲဆိုတာကွဲကွဲပြားပြားတိသွားပြီးတော့ကိုကိုရံမပြုတ်တော့ဘဲနဲ့ပတ်ဆုပ်သွားလိမ့်မယ် ပြီးတော့ဒီမှာခရီးထွက်ဖြစ်မဲ့သူတွေကိုလည်းတွေ့တယ်เนาะကောင်းကောင်းလေးပျော်ခဲ့ပါဘာဖြစ်လို့လဲဆိုတော့ဒီမှာကာယကံရှင်ရဲ့ energy ကလေအရန်ကို စိတ်ပင်ပန်းလူပင်ပန်းနဲ့မွန်းကျက်ပြီးတော့ကာလတစ်ခုကိုဖြတ်သန်းထားခဲ့တယ်ဆိုတာကိုတွေ့ရတယ်เนาะအဲ့တော့အနားယူသင့်ပါတယ်ကျွန်ဒီမှာကျမဘာတွေ့နေလဲဆိုတော့လေကိုယ့်ကို guidance လုပ်ပေးမဲ့သူတွေပေါ်လာလိမ့်မယ်ဒီလား guideline ပြပေးတာပေါ့လမ်းကြောင်းတစ်ခုကိုဘယ်လိုလျှောက်ရမလဲဘယ်ဘယ်လမ်းကလျှောက်ရင်ပုံမြန်မယ်ပေါ့နော်ဆိုလိုချင်တာကိုကကြိုးတော့စူးစမ်းနေတယ်ဒါပေမဲ့ နှီးနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆရာမပြနှီးမကြဖြစ်တယ်လို့ပဲပေါ့အဲ့လိုမျိုးပဲကိုကိုဒီအောင်မြင်ရင်လမ်းကြောင်းကိုကိုလုတ်နေတဲ့အလုတ်ကင်တစ်ခုပညာရက်တစ်ခုမှာပို့ပြီးတော့အောင်တက်အောင်လို့ပေါ့နော်နှီးလမ်းပြပေးမဲ့သူခိုက်ပြပေးမဲ့သူပေါ်လာလိမ့်မယ်ဒီထဲမှာရေမြမ်းမြတောက်တဲ့သူတွေပါရယ်နော်ရေတောက်နေတဲ့သူတွေရှိပါတယ် cry baby လေးတွေတွေ့တယ်နော်ငိုနေတဲ့ကလေးလေးတွေပေါ့ emotion တွေကြီးကြီးမားမားဝုန်းကနေစောင့်တက်လိုက်ဝုန်းကနေကြာသွားလိုက်နေနေနေစိတ်အတက်ကြများနေတဲ့ကာလလေးမှာရှိနေတဲ့အချိန်လို့ပြောလို့ရတယ်။ကျမလေးစက်တလပိုင်း energy တွေအရန်ကြိုက်တယ်သလား။ तू ကလေ pain နဲ့ကနေပေါ့။နာကျင်မှုကနေမှာပြန်ပြီးတော့ခံပတ်လာတယ်ပြန် strong ဖြစ်လာတယ် will power ပြန်ရလာတယ်ဆိုရယ် energy မျိုးကအရန်ကြမ်းတယ်။